စင်းရဲသားတိုင်းဟာတခိုးမဟုတ်ဘူးစင်းရဲလို့တခိုးဖြစ်တာမဟုတ်ဘူးခိုးကျင်လို့ကိုတခိုးဖြစ်တာလက်ကျောမတင်းလို့တခိုးဖြစ်တာတခိုးဆိုတာစင်းရဲလဲခိုးတယ်ချမ်းသာလဲခိုးတယ်ဗီဇကိုမြင့်တာနဲ့ပြင်လို့မရဘူးအဲ့တော့ခိုးတာဟာမှန်နေလို့တော့မဟုတ်ဘူးခိုးတာကိုမှန်နေလို့တော့မပြောကြနဲ့ပကံလေး73ချက်ခိုးလဲတခိုးအတူတချောင်းခိုးလဲတခိုးဖက်နဲ့တရံခိုးလဲတခိုး အဲ့တော့လက်ကြောတင်းအောင်အလုံးလုံးစားရမယ်ဆိုတာကိုပဲနောက်မျိုးဆက်ကိုလုတ်ပါစကားအစိမ့်မခတ်ကြပါနဲ့အခွင့်ရေးပေးတာဘာဖြစ်တယ်လဲအခုဂတိပေးထားပြီလေအဖွားကအဲ့တော့မပေးရဘူးလားပြုပြင်လို့မရဘူးလားစောင့်ကြည့်ပါအုံးစောင့်ကြည့်ပါအုံးဟုတ်လားအခွင့်ရေးလည်းပေးပါကူပါကဲပါပေးပါကမ်းပါ ဒါပေမဲ့မှန်တယ်လို့တော့မလုပ်ပါနဲ့နော်မရှိလို့ခိုးစားတာမှန်တယ်လေဟုတ်လားစင်းရဲဘူးကြလားစင်းရဲဘူးရင်အစကားမပြောနဲ့အဲဒီလို ပြောတယ်စင်းရဲတဲ့သူတိုင်းကဘာအရရမှာကျမတို့နိုင်ငံမှာစင်းရဲတဲ့သူတိုင်းသခိုးဖြစ်နေလို့လားမစင်းရဲဘူးရင်အစကားမပြောနဲ့လို့ပြောတဲ့သူတွေစင်းရဲတဲ့သူတွေအများကြီးပြစင်းရဲတဲ့သူတိုင်း ိုဆင်းရဲသွားစရာမလိုဘူးဆင်းရဲတဲ့သူတိုင်းတခိုးမဖြစ်ပါဘူးကိုကျင်တရားကိုတန်ဖိုးထားပြီးတော့မှဆင်းရဲပြီးတော့မှအလုတ်ကျိုးစားပြီးတော့မှနော်တခါတည်းကုန်လေရှိတဲ့ဟာလေးနဲ့ဘဝရက်တည်နေတဲ့ဆင်းရဲတဲ့သူတွေအများကြီးရှိပါတယ်ဆင်းရဲသားတွေတိတ်ခါကြအောင်မပြောနဲ့ဆင်းရဲတဲ့သူတိုင်းတခိုးမဟုတ်ဘူးဆင်းရဲတဲ့သူတိုင်းသူများပစ္စည်းကိုမခိုးဘူးအဲ့တော့တချို့အရာတွေဟာဆန္ဒတွေမစောကြနဲ့ ဗီဇကိုမြစ်တာနဲ့ပြင်လို့မရဘူးကုလို့လဲရတယ်ကဲလို့လဲရတယ်ပေးလို့လဲရတယ်ကမ်းလို့လဲရတယ်ဒါပေမဲ့မှန်ပါတယ်လို့တော့မပြောပေးနဲ့မမှန်ဘူးနောက်လူတွေကျမတို့တွေညံရင်ညံသွေးတွေဆိုတာအမျိုးစုံရှိတာဟာဒီလိုခိုးတာတော့ဘာမှမဖြစ်သွားဘူးကြည်စမ်းဒီလိုခိုးတာတော့မှငတ်လို့ခိုးတာ ီလောက်ကလေးခိုးလိုက်တာငတ်လို့ခိုးတာငတ်ရင်ခိုးလို့ရတယ်ဆိုတဲ့ဟာမျိုးမဖြစ်သွားဘူးလားငတ်ရင်ခိုးမှာပဲငတ်ရင်လုမှာပဲငတ်ရင်တိုက်မှာပဲဟောငတ်ရင်တတ်မှာပဲလို့ရောမဖြစ်သွားဘူးလားခိုးမယ်ခိုးလို့မိရင်လုမယ်လုလို့မိရင်တိုက်ယူမယ်တိုက်ယူလို့မှမရရင်တတ်ယူသွားမယ် အဲ့ဒီအထီကိုတာဝန်ယူနိုင်냐လားတာဝန်ယူနိုင်သလားခိုးတာမိသွားလို့ပဲကျမလည်းကျမစီမှာအတန်ဖိုင်နေရှိတယ်ဒီတစ်ခါတည်းပုဂံဆက်သုံးချက်ခိုးသွားတဲ့ကိစ္စတွေမဟုတ်ကျမစီမှာအတန်ဖိုင်နေရှိတယ်အမြဲလာပြီးခိုးနေတာအမြဲပါနေတာတဲ့အဲ့ဒီနာဆိုင်နီးပါခြင်းညီမတွေကကျမစီကိုအတန်ဖိုင်နေပို့ထားတာရှိတယ်သူဟာအမြဲတမ်း ိုးနေကြဆိုတဲ့အကြောင်းအရာတွေကိုကျမစီမှာအတန်ဖိုင်နေပို့ထားတာရှိတယ်။ပွဲဆက်တွေမရှိကြလို့မပြုံးမချင်တော့တာ။အခွင့်အရေးလည်းပေးပါအခွင့်အရေးပေးလို့ရပါတယ်။ပြုပြင်လို့လည်းရပါတယ်။ပြုပြင်ဖို့အခွင့်အရေးပေးရမယ်။ဟုတ်တယ်မှန်နေ။ငါတို့ပတ်စံနဲ့ငါတို့လူလာနေလို့ပတ်စံဘယ်နှပြားပါလို့လဲကျမတို့ကတော့အစိတ်ပင်ရေမလားမူးမလူဘူးမပေးဘူးနေလူလို့လာပြောနေရလားမလူဘူးမပေးဘူးမပေးဘူးချီအကောင်းကြီးလက်အကောင်းကြီးဟုတ်လားချီကောင်းလက်အကောင်းကြီး ကျမတို့အဖေအသက်85နှစ်အခုချိန်ထိအလုပ်လုပ်နေတော့သူပဇံသူရှာသုံးနေတော့အလုံးလုံးနိုင်တဲ့အသက်အရွယ်ရှိနေတော့မလို့အလုံးလုံးနေတော့သူပဇံသူရှာသုံးနေတော့ဟုတ်လားချီကောင်းလက်ကောင်းတန်တန်မာမာကြီးမပီးဘူးကျမဘာဖြစ်လို့နေရဝင်ပြောနေလဲနေနဲ့ဆိုင်သလားဆိုင်တာပေါ့တိုင်းပြည်ရဲ့အနာဂတ်အတွက် ိုင်းပြည်မှာရှိတဲ့နောင်မျိုးစံအတွက်စကားအစိတ်ဖြစ်လို့ဝင်ပြောတာစကားအစိတ်ဖြစ်စေတယ်မပြီးသေးဘူးလားကာယကံရှင်တွေကပြီးနေပြီမပြီးသေးဘူးဆိုရှယ်ပေါ်မှာအဲ့ဒီကိစ္စတွေဟာရှင်သန်နေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုစကားလုံးတွေဟာအစိတ်အတောက်ဖြစ်စေတယ်ဆိုတာကိုဝင်ပြီးထောက်ပြတာကျမကိုဆင်းလဲမဆင်းနဲ့ကျမကိုဆင်းလို့လဲကျမကဘာမှမဖြစ်သွားဘူးကျမထောက်ပြတာပရဟိတကြီးများကကုလို့ရတယ်ကယ်လို့ရတယ်ပြီးလို့ရတယ်ကမ်းလို့ရတယ်စကားအစိတ်တော့မခတ်နဲ့ပြည်သူလူထုကို ကွာကိုပေးခြင်းပေးကန်းခြင်းကန်းအဲ့ဒီမှာမှကိုအိမ်ခေါ်ထားခြင်းလဲကွာကိုကိုအိမ်ခေါ်ထားကြအိမ်ခေါ်ထမင်းကျွေးထားအိမ်ဦးကမှာတင်ထားဟုတ်လားဒါပေမဲ့လူငယ်တွေကိုစကားအစိမ့်မခတ်နဲ့အဲ့တော့လူတွေရဲ့အများမှာဘာဖြစ်လဲဆိုတော့အစိမ့်မပြင်းခိုးလို့ရတယ်အစိမ့်မပြင်းလူလို့ရတယ်အစိမ့်မပြင်းတိုက်လို့ရတယ်ပကံလေး73ချက်ခိုးတာဘာမှမဖြစ်ဘူး ်ရွှေဆိုင်ခိုးတာမဟုတ်ဘူးစိန်ဆိုင်ခိုးတာမဟုတ်ဖုံးဆိုင်ခိုးတာမဟုတ်ဘူးအင်ကြီးတွေအဝတ်ထည်တွေခိုးတာဘာမှဖြစ်ဘူးခိုးလို့ရတယ်ဘာဖြစ်သွားလို့လဲခိုးမှာပေါ့မရှိလို့ခိုးတာအဆင်မပြေလို့ခိုးတာအကုန်တခိုးဖြစ်ကုန်မှာပေါ့ဟုတ်လားမစင်းရဲဘူးရင်မပြောနဲ့ဆိုတော့စင်းရဲတာတိုင်းတခိုးမဟုတ်ပါဘူးစင်းရဲလို့လူတိုင်းခိုးမစားကြပါဘူးဟုတ်လား အဲ့တော့ခဏလေးအတွင်းမှာစကားတွေကိုအကုန်ပြောပြီးတော့မှစကားအစိတ်တွေနဲ့တိုင်းပြည်ကိုစကားအစိတ်တွေမခန့်နဲ့ဆိုရှယ်မီဒီယာပေါ်မှာထုတ်လွှင့်နေဆိုရင်ဆိုရှယ်မီဒီယာမှာပြောဆိုတဲ့စကားလုံးတွေဟာပြည်သူအကျိုးပြုဖို့လိုတယ်ပြီးကျမတို့ကလေအစိတ်တစ်ခွက်ကိုတိုက်လိုက်ရင် လူတစ်ယောက်ပဲသေတယ်နားအစိတ်ခတ်လိုက်ရင်လူအများကြီးကိုဒုက္ခရောက်စေတယ်အစိမ့်တစ်ခွက်ကိုတိုက်လိုက်ရင်လူတယောက်တောက်မြင် လူတယောက်ပဲတည်တယ် နားအစိတ်ခန့်ရင်တော့မျိုးနွယ်စုတစုလုံးတိုင်းပြည်တစ်ခုလုံးကမ္ဘာတစ်ခုလုံးထိပျက်စီးသွားနိုင်တယ်နားရဲအစိတ်ရောက်သွားရင်ဒါကြောင့်နားအစိတ်မခတ်ပါနဲ့စကားအစိတ်မခတ်ပါနဲ့လက်ကြောတင်းအောင်လှူစားရမယ်ယူသားရမယ်ကျူးစားရမယ်သူတစ်ပါးပစ္စည်းကို သူတစ်ပါးမသိအောင်ယူတယ်ဆိုတာမကောင်းတဲ့အမှုဖြစ်တယ် ပကံလေး73ချက်ပဲခိုးတာလေဘာဖြစ်သွားလို့လဲကျွန်တော်သာဆိုရင်လုံးပါပဲနော်ကျွန်တော်သာဆိုရင်ခိုးပါပဲကျမသာဆိုရင်လုံးပါပဲကျမသာဆိုရင်ခိုးပါပဲအမလေးစီးပွားပြင်းလုပ်တယ်ဆိုရင်စိမ့်ဆိုင်ကိုခိုးပါပေါ့ရွှေဆိုင်ကိုခိုးပါပေါ့တယ်လီဖုန်းဆိုင်ကိုခိုးပါပေါ့အဲ့ဒါစကားအစိမ့်နာအစိမ့်ဖြစ်သွားတယ်မမှန်ဘူးအဲ့ဒါကုလို့ကယ်လို့ရတယ်ကုပါကယ်ပါကုပ္ပစံနေနဲ့ကိုယ့်ကိုကုကြကယ်ကြတာအနာကက်မျိုးဆက်ကိုလမ်းမရောက်သွားအောင်လို့ အတွင်းအခေါ်တွေမှားယွင်းသွားအောင်လို့တော့ကျမတို့ကအဲ့လိုမျိုးတွေကိုမျှဝေလို့မဖြစ်ဘူးမခိုးရဘူးမဖွက်ရဘူးရိုးသားစူးစမ်းရမယ်ကိုလှုပ်အားနဲ့ရတဲ့ဟာပေါ်မှာပဲကိုလှုပ်အားနဲ့ရတဲ့ဟာပေါ်မှာပဲတံမိုးထားရမယ်စသဖြင့်ဒါမျိုးကို ကျမတို့ကနောက်မျိုးဆက်ကိုတင်ကြားရမယ်ဩစာလေး ရှင်းလားမြတ်စွာဘုရားဆင်းပြီးအုတ်ချုပ်ရင်တောင်မှလူတယောက်ချင်းစီကဇာရိတမကောင်းနေရင်အဲ့ဒီတိုင်းပြည်မကောင်းဘူးဟိုလူအုတ်ချုပ်လို့ဒီလူအုတ်ချုပ်လို့တွေလာပြောမနေနဲ့မြန်းစွာဘုရားဆင်းပြီးအုတ်ချုပ်လဲနင်တို့ငါတို့ဒီလိုမျိုးလူအများမကောင်းလို့ရှိရင်တိုင်းပြည်မကောင်းဘူးဟိုလူဒီလူကြီးလဲလန်ညိုးထိုးမနေနဲ့ကိုကောဘလောက်ကောင်းသလဲကိုရောတိုင်းပြည်အတွက်ဘလောက်အကျိုးပြုသလဲ ဟုတ်လားနိုင်ငံကြီးကိုကယ်တင်ခြင်းနဲ့ကမ္ဘာကြီးကိုကယ်တင်ခြင်းနဲ့လုပ်နေတဲ့မိသားစုအတွက်ကဘာတွေကယ်တင်ပြီးပြီလဲအရင်စဉ်းစားအောင်သူများတွေကိုအရန်ဂယုနာရှင်ကြီးမေတ္တာရှင်ကြီးလုပ်နေကိုအိမ်ယာမိသားစုပုံမှာကိုဘလောက်မေတ္တာတွေပေးထားလဲပြန်ပြီးစဉ်းစားကြအောင်ဟုတ်ပြီလားနော်အဲ့တော့မကောင်းတာဟာမကောင်းဘူးဆိုတာကျမတို့ကဘာစကားပဲပြောပြောဟာဒီနိုင်ငံကြီးနိုင်ငံနိုင်ငံကြီးနဲ့မဆိုင်ဘူး နိုင်ငံရေးစကားပြောမှနိုင်ငံချစ်တာမဟုတ်ဘူးပြည်သူအကျိုးပြုလုပ်ဆင်ရတဲ့အများကြီးပြောဆင်ရတဲ့အများကြီးမျှဝေဆင်ရတဲ့အများကြီးပြုပြင်ဆင်ရတဲ့အများကြီးနိုင်ငံမှာနိုင်ငံရေးပြောမှနိုင်ငံကိုချစ်တာမဟုတ်ဘူးနိုင်ငံရေးစကားပြောမှနိုင်ငံချစ်တာမဟုတ်ဘူးပြည်သူအကျိုးပြုလုပ်ဆင်ရတဲ့မှာအများကြီးပြောဆင်ရတဲ့အများကြီးမျှဝေဆင်ရတဲ့အများကြီးအဲ့တော့တစိမ့်မရှိဒါကြီးပြန်လာပြောမနေနဲ့ဟုတ်ပြီလားနော်အဲ့တော့ကျမပြောချင်တာကစကားအစိမ့်မခန့်နဲ့ နားအစိမ်မခတ်နဲ့လှူခြင်းရင်လှူကုခြင်းရင်ကုပေးခြင်းရင်ပေးဒါပေမဲ့ပြည်သူလူထုကိုတော့ false information နေနဲ့စကားအစိတ်တွေနားအစိတ်တွေမခတ်ပါနဲ့လို့ခါရောမီ ပရဟိတာရှင်ကြီးများရဲ့เนาะဆယ်လီများဆက်တလီများရဲ့ကိုမြစ်တာရက်ခံတောင်းဆိုပါရယ်เนาะ